ညံညင်လူမျိုးတဘာဝဘေးရန်တွေရဲ့ကြောင့်မပြောပြနိုင်တဲ့ပိုင်းဆိုင်မှုဘေးရန်တွေရဲ့ကြောင့်တဲ့အခါမာလူအသက်လဘယ်ဟာမှအရေးမကြီးပါဘူး။ဒါပေမဲ့အသက်ကိုအရှင်ခံပြီးလို့ဘေးကင်းပြီဆိုရင်အသက်ဆက်ဖို့ပိုင်းဆိုင်မှုရှိနေဖို့ကလည်းလိုပါသေးရဲ့။အိမ်ဒီပြပြလို့အမြန်ပြေးရတဲ့အခါရွှေတွေ၊မွေတွေ၊မြေတွေကအသက်လူပြေးနေရလို့တည်ယူသွားဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ကိုမိသားစုလက်ဆွဲပြီးပြေးတဲ့အခါလက်ထက်ရှိနေတဲ့အရာကဖုံးမှာပဲ။ ဒီနေ့ drop မှာကတော့ဖုန်းထဲမှာအလွယ်တကူထည့်ထားလို့ရပြီးတော့တရားလွယ်တဲ့ပိုင်ဆိုင်မှုတစ်ခုအချမှာဆိုတော့အဲ့ဒါကပါလေကမ္ဘာတည်ယူဖို့အလွယ်ဆုံး asset က cryptocurrency လို့ခေါ်တဲ့ digital ပတ်စံဖြစ်ပါတယ်။ crypto ကဘာသာတခြား asset တွေထက်တည်ယူရလွယ်ကလေ crypto ကိုလေကွေးရဲ့၃နီး၃မြို့နဲ့တည်လို့ရပါတယ်။သူတို့တွေကို Cephrase, Hardware Wallet နဲ့ Mobile App တွေဖြစ်ပါတယ်။အသေးစိတ်ပြောပြရရင်နော်နံပါတ်၁ Cephrase နဲ့ crypto ကိုတည်လို့ရတယ်။ ဒါမှန် mobile banking app တွေမှာဆိုဖုန်းနံပါတ်ကိုကုတ်ပြန်ပူရမျိုး password ထားထားရတာမျိုးရှိသလို cryptocurrency မှာက seed phrase လို့ခေါ်တဲ့အင်္ဂလိပ်စာလုံးတွေကိုအစင်လိုက်မှတ်ထားရပါတယ်စာရတူရမာရေးထားတင်တယ်လို့တင်ရဲ့ဖုန်းရဲ့ note ထဲမှာလည်းစိတ်ထားတဲ့နေရာမှာမှတ်ထားမယ်ဆိုရင် internet ရှိရဖိနေရမှာမဆို wallet ကိုပြန်တင်ပြီးတော့သုံးလို့ရပါတယ် အဲ့ဒါအပြင်ဖုန်းပါကိုနဲ့မပါလာဘူးဆိုရင်တော့ Marcy Phrase တီကိုတိချအလွတ်ကြထားနိုင်ငယ်ဆိုလို့ရှိရင် internet ရှိရနဲ့ပြန်ကောက်ထည့်နိုင်တယ်ဆိုလို့ရှိရင်ကိုရဲ့ပတ်စံနဲ့အကုန်လုံးကိုပြန်ရမှာဖြစ်ပါတယ်။ဒုတိယတစ်မျိုးဖြစ်တဲ့ hardware wallet နဲ့ Ethereum အကောင်ကတော့ crypto ကို USB ပုံစံ device တစ်ခုထဲမှာပဲအမြဲတမ်းထားလို့ရတာပါ။ ledger nano s flat လိုမျိုး battery နဲ့ internet တောင်မလိုပါဘူး usb လိုပဲကိုယ့်ရဲ့ computer ထဲမှာသွင်းလိုက်တာနဲ့ပတ်စံပြန်ထုတ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ exchange app ဒါမှမဟုတ် wallet နဲ့အသုံးပြုနိုင်တာပါ crypto ကိုသိရသလိုရှင် finance ကိုသိမှာပါသူတို့က crypto ကိုဖုန်းနဲ့ပဲချက်ချင်းရောင်းဝယ်လို့ရတဲ့ exchange ဖြစ်ပါတယ် တာအပြင်တခြား app down ရုံသုံးလို့ရတယ် crypto wallet တွေထဲမှာလည်းထည့်ထားနိုင်ပြီးတော့ဖုန်းပါရင်ကိုပတ်စံရှိနေမှာပါတခြားပြည်ရင်းပတ်တွေရဲ့ digital wallet တွေကမတော်လို့ဘဏ်မှာပြုတ်ပြက်သွားရင်ထုတ်မရနိုင်ပါဘူးအဲ့ဒါအပြင်တခြားသော system error တွေကြောင့်ကိုယ့်ရဲ့ပတ်စံတွေကို ူများစီရောက်သွားတာအကောင့်ဘတ်ဖိုင်ရတာတွေဖြစ်နိုင်ပါတယ်။ခရစ်ပူနဲ့ဆိုလို့ရှိရင်ဘာပဲဖြစ်လူလက်ကူပူတဲလို့ရလို့ကိုယ့်ရဲ့ယင်းနှမြောင်းနိုင်မဲ့မမှုရတဲ့ကပါစန်နေတချို့ကိုခရစ်ပတိုဝယ်သိမ်းထားတာကအနာဂတ်အတွက်အသုံးဝင်နိုင်မယ်ထင်ပါတယ်။အလုံးမဲ့တဘာဝဘေးဟန်နေရတွေကနေပြီးတော့ခင်ရောက်ပါစေလို့ဆုတောင်းပေးချင်ပါတယ်။ပြီးတော့ဒီလိုမျိုးခရစ်ပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင် Crypto Maker Channel ကို like and subscribe လုပ်ထားပြီးတော့ဘယ်သူကိုယ်တိုင်းသိချင်နေဆိုလို့ရှိရင်တော့ Crypto Maker Telegram Group ကို join ပြီးတော့မေးလို့ရပါတယ်။ finance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် finance account မဟုတ်ဘဲနဲ့ trading fees 20% discount ကို live train ရမယ့်အပြင် community member တည်တံ give away တွေကိုရနိုင်တဲ့ finance account ကိုအခုကြားထားတဲ့ crypto maker referral code ကိုသုံးပြီးဖွင့်ထားလို့ရပါတယ်။နောက်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့ crypto maker က knowledge sharing လုပ်ပြရဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူး။ဒီနေ့ view လေးကတော့တလပါပဲ။ crypto maker နောက် video မှာပြန်တွေ့ရပါပေါ့။